ရိစံနာမည်နဲ့အောင်မြင်နေတဲ့ချိုးချစားဆိုတော့9ယောက်မြမလူမျိုးတွေဟာနာမည်အတိတ်နာမည်တပေါင်းတွေကိုယုံကြည်တတ်ကြပါတယ်တို့ဖြစ်တော့အတိတ်နာမည်ကောင်းတဲ့နာမည်တွေကိုသုံးရင်တဘောလုံးအတိတ်နာမည်ကောင်းကချမ်းသာကြောရမယ်လို့ယုံကြည်တတ်ကြတာပါအထူးသဖြင့်အတိတ်နာမည်ကောင်းတဲ့နာမည်တွေကိုသုံးရင်တဘောလုံးအတိတ်နာမည်ကောင်းကချမ်းသာကြောရမယ်လို့ယုံကြည်တတ်ကြတာပါဒါကြောင့်ယရနာတွေဖုံးပြည့်တွေကြော်စောတွေရင်းရင်တွေစသဖြင့်နာမည်အကောင်းကြီးတွေပေးတတ်ကြပါတယ် ဒါပေမဲ့ထူးခြားတဲ့အနေနဲ့တရိတ်ဆန်နံပါတ်နဲ့အောင်မြင်တဲ့ဆိုရိုတွေရှိပါတယ်။ဒီဗီဒီယိုထဲမှာတော့တရိတ်ဆန်နံပါတ်နဲ့အောင်မြင်တဲ့ဆိုရို900ကိုပြောပြပေးတော့မှာပါ။နံပါတ်9ရုံလင်းရုံတော်ရဲ့နံပါတ်ပေးချပေးမယ်။ထိတ်တန်းနိုင်ငံကျော်တရုတ်ဆောင်မင်းသားအဆိုရိုဖြစ်နေတာကတော့အဆိုရိုရုံလေးပါ။အဆိုရိုရုံလေးကငယ်စဉ်ကရုံတော်ကိုအပြင်ကိုခေါ်ထွက်နေတဲ့ရှေ့သွားနှချောင်းကြောင့်ရုံလင်းဆိုတဲ့နံပါတ်ကိုရထားတာဖြစ်တယ်လို့ဆိုပါတယ်။ရုံလင်းဟာတရိတ်ဆန်နံပါတ်နဲ့ဆိုပေမဲ့ အခုချိန်မှာတော့ချမ်းသာကြွားကလူပညာအတိုင်းဝိုင်းတစ်ခုလုံးမှာဩဇာအာဏာကြီးမာတဲ့ထိတ်တန့်ရုပ်ရှင်မင်းသားဆိုတော့ဖြစ်နေပါပြီနော်။နံပါတ်၄ဂျပန်ဒရိစန်နာမည်နဲ့အောင်မြင်နေတဲ့ထိတ်တန့်ဆိုတော့တို့ကတော့ဟစ်ပေါ့ဆိုတော့ဂျပန်ပဲဖြစ်ပါတယ်။အဲဆိုတော့ဂျပန်ဟာ Red တချင်းတွေကို live ဖတ်တဲ့ကာယံနေတဲ့အထောင်ကျောင်းတီဆိုတဲ့ဆိုတော့တို့ဟာဒါကြောင့်လည်း Red ဆိုတော့ဂျပန်နံပါတ်ကြီးထိတ်တန့်ဆိုတော့မဟုတ်ပေမဲ့လေလူငယ်ပရိသတ်တွေထားတဲ့မှာအမြဲတမ်းအထောင်ကျောင်းရှိနေတဲ့ဆိုတော့တို့ပဲဖြစ်ပါတယ်။ ရှင်းလူကြီးသူအနေနဲ့ဆိုတော့တရိษံနာမည်နဲ့ဆိုရင်ကံမကောင်းတဲ့ပါဘူး။ဒါပေမဲ့လည်းဆိုတော့ချက်ဖောက်လည်းတရိษံနာမည်နဲ့တူအောင်မြင်ရတဲ့ဆိုတော့ဖြစ်ပါရယ်။နံပါတ်3ကြားမောင်လူနာမည်ဟန်ထိုးလင်ဆိုပေမယ့်ကြားမောင်ဆိုတဲ့တရိษံနာမည်နဲ့အောင်မြင်ရတာကအစိုးရကြားမောင်ပဲဖြစ်ပါရယ်။ဆိုတော့ကြားမောင်ဟာဘစ်ဘက်ဘန်နေတူတန့်ချင်းတွေကိုယူယူရပ်ချင်းတွေကိုအကောင်းဆုံးတီဆိုဖန်တီးနိုင်တာပါ။ဒါဖြင့်ကြားမောင်းခေါ်ဟန်ထူးလည်းဟာတေးတချင်းကများစွာရေးသားနိုင်ပါတယ်။ဒါတွေမကြသေးပါဘူး။ဂီတာတူရီယာဘောင်းစုံကိုလည်းတီးခတ်နိုင်တာ ဒါဆိုရင်ဆိုတော့ကြားပေါက်ကိုအနုပညာလောကရဲ့ talent အရှိဆုံးဂီတပညာဖြစ်တဲ့သတ်မှတ်ထားကြတာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့ကြားပေါက်ဟာတရိတ်ဆန်နေမင်းအောင်မြင်နေတဲ့အနုပညာရှင်တို့သတ်မှတ်ရမှာပါ။နံပါတ်၄စင်ပေါက်အစောရီကိုရဲ့မျိုးဆက်ဖြစ်တယ်လို့အစောရီကြားပေါက်ရဲ့ဒီတဝန်းခွင့်ဖြစ်တဲ့အစောရီစင်ပေါက်ဟာလည်းတရိတ်ဆန်နေမင်းအောင်မြင်နေတဲ့အစောရီတယောက်ပါ။စင်ပေါက်ဟာလည်းအကိုဖြစ်သူကြားပေါက်လောက်မအောင်မြင်ပေမယ့်ဒူးကြရဲ့အသံဟန်ပန်နေတဲ့အောင်မြင်တဲ့အစောရီတူပါ။ဒါပြင်အစောရီစင်ပေါက်ဟာ ဦးလေးဖြစ်သူအစောရင်းကိုရဲ့အတန်းဟန်လေးကိုနီးစပ်ဆုံးအမွေရထားတဲ့ဆိုရတို့လေးဖြစ်ပါရင်ဒါကြောင့်လည်းစင်ပေါ့ကိုလူပညာလောကမှာတရိတ်ဆန်နာမည်နဲ့အောင်မြင်နေတဲ့ဆိုရတို့ဖြစ်တဲ့တမန်ရမှာပါနံပါတ်5ဂျီဖန်တမင်တရင်ဂျီဆန်ဆိုင်တီတရိတ်ဆန်နေတဲ့ဂျီဆိုတဲ့နာမည်နဲ့နာမည်ကြီးနေတာကတော့အစောဂျီဖတ်ပါဟေဘောဆိုတော့ဂျီဖတ်ဟာတစ်ခေတ်တစ်ခါမှာမျိုးသမီးပရိသတ်တွေလူငယ်ပရိသတ်တွေအသိဆွဲကြကြတဲ့ဟေဘောဆိုတော့တို့လည်းဖြစ်ပါရင်ဆိုတော့ဂျီဖတ်ကအခုချိန်မှလည်းသူ့ရဲ့အောင်မြင်မှုတွေကိုထိန်းထားဆဲပါပဲ ဒါကြောင့်လည်းတရိတ်ဆန်နေနဲ့အောင်မြင်နေတဲ့ဆိုရဲမှာဂျီဖက်ကိုလည်းထည့်လို့ထည့်ရမှာပါ။ခုပြပြခင်တာကတော့တရိတ်ဆန်နေနဲ့အောင်မြင်နေတဲ့မြန်မာပြည်ကထိတ်တန့်ဆိုတော့ငါရပဲဖြစ်ပါရင်ခုပြပြပြထားတဲ့တရိတ်ဆန်နေနဲ့ဆိုရော်ရင်းနဲ့ပတ်သက်ပြီးမိမိရဲ့မြင်လေးတွေကိုလည်းပြပြသွားကြပါအောင်နော်။တကယ်လို့ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကဒီတော့လောကမှာဆိုရော်ဖြစ်နေတဲ့ဝါသနာတွေရှိရင်လည်းမိမိနာမည်ကိုတရိတ်ဆန်နာမည်ပြောင်းလိုက်ဖို့အကြံပေးပါရစေရှင်။